အရဟံဆိုတာပါလေစိတ်ထဲမှာလောဘဒေါသမောဟလုံးဝကင်းကွာနေတဲ့သဘောလေးအပူမရှိလို့ငြိမ်းအေးနေတယ်အရှုပ်တွေမရှိလို့ရှင်းနေတယ်ဆင်းရဲတာတွေမရှိလို့ချမ်းသာနေအဲ့ဒီအနေအထားလေးကိုအာယုံပြုနိုင်ဖို့လိုတယ်အဲ့ဒါကံကောင်းအောင်လုပ်နေတာအဲ့ဒါပရိစိတ်အရဟံကိလေသာအပူကင်း၍ငြိမ်းအေးတော်မူသောမြတ်စွာဘုရားပရိတလုံးချပရိစိတ်ရင်ဘာအကျိုးရှိတော့အနည်းဆုံးတော့တရားရှိခောက်တော့ဆင်ခြင်မိမယ်လေး တော့အရဟံအရဟံလို့ဆိုနေတာတဲ့ဘုံဘုံကတော့အတိပဲလေးပါတွဲပြီးတော့ဆိုနိုင်ရင်ပို့ပြီးတော့သဘောကျတယ်အရဟံကိလေသာအပူကင်း၍ငြိအေးတော်မူသောမြတ်စွာဘုရားဒါခါလဲပအောင်လို့နော်အေးအဲ့ဒါဘာလို့တာတော့ကံကောင်းအောင်လုပ်တာကံစိတ်ဥဒ္ဓဟာရအကြောင်းတရားတွေကိုကောင်းအောင်ပြင်နိုင်မှဘုံဘုံလို့ရခြင်းနဲ့အကျိုးရလက်ကောင်းတွေထွက်မှတရားကိုမျက်ချင်မပြတ်နဲ့ဟုတ်လားဘုကံကောင်းအောင်လုပ်ကံပြီးတော့ပါလားအော်ကံကောင်းအောင်နှစ်နည်းပြောမလို့ပြောနော်တနည်းရပါဆိုမေတ္တာတရား ကိုစီရနာလေးတွေဖြူရှင်တန်ရှင်နေအောင်ကိုကံနေမြင့်နေအောင်ကံနေအစင်အတန်းရှိအောင်ပြတာထားရမယ်တတော်အားလုံးရဲ့ပုံမှာချမ်းသာစေခြင်းနဲ့ကောင်းစေခြင်းနဲ့စိတ်ကလေးကိုမေတ္တာလို့ခေါ်တာမေတ္တာကိုချစ်ချင်းနဲ့ရောထွေးပြီးတော့အတိဘယ်ကို တချို့ကကောင်းကောင်းနားမလဲကြတာရှိတယ်မေတ္တာဆိုတာတတော်အားလုံးရဲ့ပုံမှာချမ်းသာစေခြင်းတာ ဘေးရန်တွေကင်းစေခြင်းနဲ့ကျမ်းမာရေးကောင်းစေခြင်းနဲ့နှလုံးစိမ်းဝမ်းညင်းအေးစေခြင်းနဲ့အစင်မပြေတာဘာမှဖြစ်စေခြင်းဘူးအရှင်ပြေတာတွေဒီဖြစ်စေခြင်းနဲ့ကောင်းစေခြင်းနဲ့တတ္တဝါတွေရဲ့အကျိုးရှိဝါးကိုလိုလားတဲ့စိတ်ကလေးအလွန်အဆင့်အတန်းမြင့်တဲ့စေတနာလေးအလွန်ကောင်းတယ်အဲ့ဒီမေတ္တာစိတ်ခဏခဏဖြစ်အောင်လုပ်ပြီးတော့လည်းပဲကိုယ့်ရဲ့ကံကိုမြင့်တင်ရမှာနော်အဲ့ဒါကိုလည်းနှုတ်နဲ့အရင်ရွတ်ရွတ်အလုံးသောတတ္တဝါဤ ေးရန်ကင်းကွာကိုရှိတ်နှပြကြမှာချမ်းသာကြပါစီတော့ဆိုရင်ရပြီအဲ့တော့ထက်ခတ်ထက်ခတ်ရွှေရှင်နေကြာရင်စိတ်ဝင်စားပြီးတော့ကိုရှိတ်ကအဲ့ဒီတည်းမှာတတ်ဝင်လာနိုင်လိမ့်မယ်အဲ့တော့မြေတားတက်ဒီဖြစ်လာမယ်ဝိရိယရှိဖို့လိုတယ်စူးစမ်းဖို့လိုတယ်နော်အဲ့ဒါဘာလဲလို့မေးရင်ကံကိုဖုံဖုံတို့တွေပြင်ဆင်ကြတာပေါ့ကောင်းအောင်ပြင်လာဟုတ်လားဘာနဲ့ပြင်မလို့အနှစ်ချုပ်ကလေးတွေပဲဖုံဖုံပြောနေတာပေါ့နော် ဗုဒ္ဓနုတ္တိနဲ့မေတ္တာမြတ်စွာဘုရားရဲ့ဂုံအည်သွေးကိုစဉ်းစားဆင်ခြင်ခြင်းနဲ့တတ္တဝါတွေရဲ့ဘုံမှာကောင်းစေခြင်းနဲ့စိတ်ထားခြင်းပေါ့ဟုတ်လားဒါဆိုရင်ကံကောင်းမယ်ပြောချင်တာတွေကအများကြီးဖြစ်ဆက်သွားမယ်နော်ကံပြီးရင်ဘုံတို့ဘာကိုပြင်ရမှာတုန်းစိတ်ကိုပြင်ရမယ်တဲ့စိတ်ကိုဘလို့ပြင်ရမှာတုန်းလူရင်းပြောရင်စိတ်ကိုချမ်းသာအောင်လုပ်ရမယ်စိတ်ကိုမတုန်လှုပ်အောင်လုပ်ရမယ် စိတ်ကိုမဆင်းရဲစေရဘူးစိတ်ကိုမတုန်လှုပ်စေရဘူးစိတ်ကိုချမ်းသာစေရမယ်စိတ်ကိုတည်ငြိမ်စေရမယ်ဆိုအဲ့ဒီခံယူချက်ရှိရမယ်နှစ်ချက်ပြောတယ်နော်စိတ်ကိုမဆင်းရဲစေရဘူးစိတ်ကိုမတုန်လှုပ်စေရဘူးဘာပဲဖြစ်စေရမလဲစိတ်ကိုချမ်းမဲချမ်းသာစေရမယ်စိတ်ကိုတည်ငြိမ်မှုပဲရှိနေစေရမယ်အဲ့လို့ရှင်စိတ်မဆင်းရဲအောင်စိတ်ချမ်းသာအောင်ဘယ်လိုလုပ်မလို့စိတ်ကိုမဆင်းရဲအောင်လုပ်ရင်စိတ်ကချမ်းသာတာပဲစိတ်ကိုမတုန်မလှုပ်အောင်လုပ်ရင်စိတ်ကငြိမ်သွားတာပဲ လို့ဆိုရင်စိတ်ကိုဆင်းရဲအောင်နှိမ့်ဆက်တာဘယ်သူတော့စိတ်ကိုတုံ့လွတ်အောင်လုပ်တာဘယ်သူတော့လောဘဒေါသမောဟတော့လူချင်းမမောမှုတွေပြင်းထန်ရင်စိတ်ဆင်းရဲတယ်မကျင်နှမှုဒေါသတွေပြင်းထန်ရင်စိတ်ဆင်းရဲတယ်ဘာမှမသိဘူးဘဝမှာဖြစ်သလိုပဲနေတယ်အတိညာရှိအောင်မလုပ်ဘူးလောဘဒေါသနေအောင်မလုပ်ဘူးဘဝခန္ဓာကြောင့်သိအောင်မလုပ်ဘူးကုသိုလ်ကောင်းမှုစိတ်ဝင်စားကောင်းမှမသိဘူးမောဟတွေနဲ့လွှမ်းနေရင်အဲ့ဒါစိတ်ဆင်းရဲတယ်စိတ်စိတ်ကိုနှိမ့်ဆက်မဲ့အရာတွေကိုလောဘဒေါသမောဟဆိုတာ တပြိုင်တည်းထဲမှာပဲစိတ်ကဆင်းရဲပြီဟဲ့ဆိုတာနဲ့စိတ်ကငြိမ်တော့ဘူးစိတ်တုံလှုပ်တယ်ဆိုတာဆင်းရဲလို့တုံလှုပ်တာเนาะချမ်းသာနေရင်စိတ်ကမတုံလှုပ်ဘူးငြိမ်နေတာဟုတ်လား ဲ့တော့စိတ်မတုံ့လောက်ခြင်းမူဆိုလို့ရှိရင်ဘုန်းဘုန်းတို့ဘာလုပ်အောင်ချမ်းသာအောင်လုပ်ရမယ်ချမ်းသာအောင်လုပ်မယ်ဆိုရင်ဘယ်လိုလုပ်မလို့မဆင်းရဲအောင်လုပ်ရမယ်မဆင်းရဲအောင်ဆိုရင်ဘယ်လိုလုပ်မလို့ဆင်းရဲစေတတ်တဲ့အရာတွေကိုဝင်မလာအောင်လုပ်ရမယ်ဆင်းရဲစေတတ်တဲ့အရာတွေပါလေကြောင့်လောဘဒေါသမောဟရယ်နော်အဲ့ဒါဘယ်လိုလုပ်အောင်လဲဆိုတော့အနှစ်ချုပ်ပြောရင်တတိနဲ့လုပ်ရတယ်တဲ့တတိနဲ့ကာကာကွယ်ရတယ်ကိုကိုကိုဘာဖြစ်နေတယ်လဲဆိုတာလေးကိုအမှန်ကအောက်မေ့နေတဲ့သဘောလေးဟိုနေ့ကတော့ဦးစင်းတို့ပြောသေးတယ်လေကိုကိုဘာဖြစ်နေလဲ ဝင်လေလေးဝင်နေတယ်ထွက်လေလေးထွက်နေတယ်ပုံမှန်ဖြစ်နေတယ်အဲ့ဒါလေးပုံမှန်သတိလေးထားလိုက်ပြီးဟေးဆိုတာနဲ့လောဘဒေါသမောဟကဝင်ကိုမရအောင်ကာကွယ်ပြီးသားဓာစီပြီးသားဖြစ်တယ်သူတို့ဝင်မလာဘူးဟေးဆိုတာနဲ့စိတ်ကမစင်ရဲဘူးအနှောက်ရှက်ပေးမဲ့ကောင်းတဲ့နဲ့ကင်းနေတယ်စိတ်ကချမ်းသာသွားသူတို့နဲ့ဝေးလေးစိတ်ကချမ်းသာလေးချမ်းသာပြီးဟေးဆိုလေးလေးပါတော့ငြိမ်လေးလေးပဲဟုတ်လားဒါကြောင့်ကိုယ်စိတ်ကိုတတိနဲ့ကာကွယ်စောင့်ရှောက်ရမယ်